မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာယူကရိန်းမှာဖြစ်ပွားနေတဲ့သွေးချောင်းစီးမှုကို ဆုံးသတ်ဖို့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းဆက်ဆွေးနွေးသွားမှာဖြစ်ကြောင်းမေလ18ရက်နေ့မှာပြောကြားလိုက်ပါတယ်။၃နှစ်ကျော်အတွင်းရုရှားနဲ့ယူကရိန်းအကြားပထမဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်တစ်ရက်မှာထရန့်ကအဲ့လိုပြောကြားခဲ့တာဖြစ်ပါတယ်။ ထရန့်ဟာရုရှားကိုရက်30ကြာလုံးဝအပြစ်ခတ်ရက်စဲရေးကိုသဘောတူဖို့ဖိအားပေးနေပြီး သူ့အနေနဲ့ပူတင်နဲ့မေလ16ရက်နေ့မှာဖုန်းနဲ့ဆက်သွယ်ဆွေးနွေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုအတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေကြောင်းရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမက်ထရီပက်ကော့ဖ်က နိုင်ငံပိုင် tax တည်င်းဌာနကိုပြောကြားခဲ့ပါတယ်။ ရုရှားတမရဗလာဒီမာပူတင်နဲ့ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီတို့အကြားနှစ်ဖက်သဘောတူညီမှုရရှိပြီးမှသာတွေ့ဆုံဆွေးနွေးနိုင်မယ်လို့ကင်မလင်ကမေလ၁၈ရက်နေ့မနက်ပိုင်းမှာပြောကြားခဲ့ပါတယ်။အကျဉ်းသားလဲလှယ်မှုတွေပြုလုပ်ဖို့သဘောတူညီချက်ရရှိခဲ့တဲ့နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးမှုအပြီးနောက်တစ်ရက်အကြာမှာအဲ့လိုပြောကြားခဲ့တာဖြစ်ပါတယ်။ ်ယူကရိန်းနိုင်ငံရှေ့ပိုင်းဆူမီဒေတာမှာအရက်သားတွေလိုက်ပါလာတဲ့ဘတ်စကားငယ်တစ်စီးကိုမေလ18ရက်နေ့မနက်ပိုင်းကရုရှားကဒရုန်းနဲ့တိုက်ခိုက်ခဲ့ရမှာလူ၉ဦးသေဆုံးပြီး၅ဦးဒဏ်ရာရခဲ့တယ်လို့ဒေတာအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်အဲ့တိုက်ခိုက်မှုနဲ့အပြစ်ခတ်ရစေးရေးသဘောတူဖို့ရုရှားဘက်ကအခုချိန်ထိငင်းဆန်နေမှုလို့အပေါ်ဇလန်စကီးကပြစ်တင်ရှုံချခဲ့ပြီးရုရှားဘက်ဒဏ်ခတ်အေးအေးယူမှုအစ်စ်တွေပြုလုပ်ဖို့ထပ်မံတောင်းဆိုခဲ့ပါတယ်။ လောကသောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုပြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။